လိုအပ်တီတို့ကိုမှာချပြီးတော့နန်းတော်သို့လွှတ်လိုက်တော့တယ်နေမှာတော့ဝီဒီဟရမင်းကြီးဟာမဟာတရာတရောသားလေးကိုပညာဆန်းမှုတော့အကျံတစ်ခုဖြစ်ပေါ်လာတော့တယ်။ပါစိနာရဝမြေစကုံးရသားတို့ပညာရှိကြောင်းကိုငါကြားသိတော်မူတယ်ကွ။ငါမေးတဲ့ပြဿနာတိုင်းကိုလည်းမှန်ကန်တိကျစွာဖြေဆိုနိုင်ကြတယ်။ယခုတစ်ခါမှလည်းငါပခက်ရင်စီးပြီးတော့ကစားအောင်မှုလို့တယ်ကွ။ ငါ့ရဲ့ပခက်ရင်မှာဆွဲမြဲဖြစ်တဲ့တဲလွန်ကျိုးဟောင်းကပြတ်တော့မယ်ကွ။ဒါကြောင့်ပခက်ရင်ဆွဲဖို့အတွက်တဲလွန်ကျိုးကိုကျစ်ပြီးတော့ဆက်တရမယ်ကွ။အဲဒီလိုတဲလွန်ကျိုးတစ်ကိုကျစ်ပြီးတော့မဆက်တနိုင်ရင်တော့တယောက်ကိုကျိန်းနဲ့အချက်တထောင်စီကြခံစီ။အဲဒီရာဇသန်နဲ့အတူအရှိရောမြေစကုံးရွာတို့အမိန်တော်ပါလိုက်တော့လေ။ဒီပြဿနာကိုကြားတဲ့အရှင်ရောမြေစကုံရသားတို့ဟာလည်းဘလုံးမှမဖြစ်ရှင်းနိုင်မယ်နဲ့ရှိနေကြတော့တယ် အစိုးရရာဒီတခါပြက်တနာကလည်းတဲလွန်ကျိုးတယ်ဗျကြားကြဘူးပါဘူးဗျာတဲကိုလွန်ကျိုးကြည့်လို့ရပါမလားဗျပေါက်ပေါက်ရှရှာခိုင်းရပါလေဗျာဟုတ်ပါအစိုးရဒါပေမဲ့ကျုပ်တို့လည်းညင်ညွနေလို့မရဘူးဗျအချိန်တန်လို့မင်းကြီးကိုတဲလွန်ကျိုးမဆက်တနိုင်ရင်ချိန်တန်သိနေမယ်ဗျ။ဒါဆိုရင်ကျွန်တော်တို့အရှိရောမြင်းစကုံးလာရဲ့အားထရာဖြစ်တဲ့မဟောတတာတတော်သားလေးကိုပဲတွားရောက်ပြီးတော့မင်းမြန်ရတော့မှာပေါ့ဗျ။ အဲဒီလိုနဲ့ရွာသားတွေလည်းမဟာသရသရိုးသားလေးရှိတဲ့ဇယက်ကိုထွက်လာခဲ့တော့လေမဟာသရသရိုးသားလေးနေထိုင်တဲ့ဇယက်ကိုရောက်တဲ့အခါမှာတော့အရှင်မဟာသရသရိုးသားလေးဒီတခါမှလည်းမင်းကြီးကကျွန်တော်တို့ကိုထူးဆန်းတဲ့ပုံစံပေးလိုက်ပြန်ပြီဗျဘယ်လိုပုံစံလဲအဆွေတို့ရဲ့ကျွန်တော်ကူညီပြီးတော့ဖြည့်ရှင်းပေးပါမယ်ဗျမင်းကြီးကဗျာသူ့ရဲ့ပခက်ကိုဆွဲဖို့အတွက်တဲကိုလွန်ကျိုးကြည့်ပြီးတော့ဆက်တရရမယ်တဲ့ဗျာ သူ့ရင်ကတက်ထားတဲ့တဲလုံကျိုးဟောင်းကပြတ်သွားလို့လေဗျအခုတဲလုံကျိုးအစ်ချစ်ပြီးတော့ဆက်တရရမယ်လေဗျအဲ့ဒါကျွန်တော်တို့ကတဲကိုဘလို့လောက်ပြီးတော့လွန်ကျိုးချစ်လို့ရမှာလေဗျအဲ့ဒါမဟောတရာသူတို့သားလေးကိုညီပြီးတော့ဖြည့်ရှင်းပေးပါအောင်အဲ့ဒီမိကုံဝင်ကြလေမဟောတရာသူတို့သားလေးကဘာမှမပူပါနဲ့ဗျဒီပြဿနာကိုကျွန်တော်ဖြည့်ရှင်းပေးပါမယ်တင်းတို့ရွာသားတွေထဲမှာမင်းကြီးကိုပြောရဲဆိုရဲရှိတဲ့ရွာသားနှစ်ယောက်ကိုသာကျွန်တော်ထန်လွတ်လိုက်ပါဗျအဲ့ဒီလိုနဲ့မဟောတရာသူတို့သားလေးဟာ ပိုပြောရဲဆိုရဲရှိတဲ့ရွာသားနှစ်ယောက်ကိုလိုအပ်သည်တို့ကိုမှာကြားပြီးတော့နန်းတော်သို့လွှတ်လိုက်တော့တယ်။အဲဒီလိုနဲ့ပိုရွာသားနှစ်ယောက်မင်းကြီးရဲ့ရှေ့တော်မှာကိုရောက်တဲ့အခါမှာတော့ဘုန်းကြီးတို့ကြီးမားလာတော့အရှင်မင်းကြီးဖရာကျွန်တော်တို့အရှေ့ဘဝမြစ်စကုံရွာသားတွေဟာတဲရုံကျိုးတဲ့ကိုချစ်ပြီးတော့ဆက်တာပါမိရှင်ဖရာ ဒါပေမဲ့တဲလွန်ကျိုးဟောင်းပြက်၍တဲလွန်ကျိုးသစ်ကြည့်ရမည်အမိန်တော်ရောက်လာသည်မှာတဲလွန်ရဲ့အကြီးငယ်ပမာဏကြည့်ရမည်ပုံသဏ္ဍာန်အလုံးအထွာတို့ကိုမသိရဘဲဖြစ်နေပါလေဖေ။ဒါကြောင့်တဲလွန်ကျိုးဟောင်းရဲ့ပြက်စာတထွာတထောင်လောက်ကိုနမူနာယူရန်ပေးတော်မူပါဖေ။အဲ့ဒီလိုလျှောက်ထားလိုက်တော့လေအဲ့ဒီအခါမှာဝိဒီဟရွင်မင်းကြီးကအချင်းတို့ငါရဲ့နန်းတော်မှာတဲလွန်ကျိုးကဘယ်မှရမှာလဲကွ။မအပ်မရသောစကားကိုဘာကြောင့်တင်းတို့လျှောက်တင်နေရတာလဲ။အဲ့ဒီလိုအမေရှိလိုက်ရင်ယွာသားနှုတ်ကလည်း အရှင်မင်းကြီးဖေရဘုံတော်ကြီးမာလာတော့အရှင်မင်းကြီးတော်မှာတဲကိုလွန်ကျိုးကြည့်လို့မရလေကျွန်တော်မျိုးတို့ဘုံညံ့တော့အရှိရဝမြေစကုံးရောင်သားတို့ကဘလုံးလုတ်ပြီးတော့တဲကိုကျိုးကြည့်လို့ရပါမလဲဖေရအဲ့ဒီလိုလျှောက်ထားလိုက်တော့လေအဲ့ဒီခါမှာမင်းကြီးကပြောင်းတော်မူပြီးတော့ကဲမောင်မင်းတို့ဒီတဲလွန်ကျိုးရဲ့ပြဿနာကိုဘသူစီရင်ဖြေရှင်းပေးလိုက်တာလေကွမှန်ကိုရှောက်တယ်ကြစမ်းမှန်ကပါအရှင်မင်းကြီးဖေဟာကျွန်တော်တို့အရှိရဝမြေစကုံးရောင်က မဟောတရာတရောသားလေးကဖြည့်ရှင်းပေးလိုက်ကြောင်းပါဖေ။အဲ့ဒီလိုလျှောက်တင်ထားလိုက်တော့လေ။အဲ့ဒီခါမှာဝိတေဟရမင်းကြီးကအလွန်ဝမ်းမြောက်ပြီးလဲမဟောတရာတရောသားလေးကိုခေါ်ယူမဲ့ကိစ္စကိုတေနကအမကြီးကတိုင်ပြန်ပြန်နေ။ဒီတစ်ခါမှာလဲတေနကအမကြီးကအကြောင်းအမျိုးမျိုးပြပြီးတော့မဟောတရာတရောသားလေးကိုခေါ်ယူမဲ့ကိစ္စကိုတီးခံမှုပဲပြောနေတော့လေ။ဒါကတော့ဖေအားလုံးမဟောတရာတရောသားလေးရဲ့တဲလွန်ကြိုးပြဿနာဖြည့်ရှင်းခဲ့မဲ့ဖြစ်ပါလေဗျ။ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။ အားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်